ခုမီဒီယာကျူဆိုပါရယ်ကျမကတော့ဖြိုတနာဝင်းဖြစ်ပါရယ်ရှင်ဖောင်နိုဖျားပွဲတော်ကိုစက်တင်ဘာလ22ရက်နေ့မှာအောက်တိုဘာလ9ရက်နေ့အထိစီကားတိုင်းမြိုက်စွာကျင်းပသွားမယ်လို့သိရှိရပါရယ်ရှင် ခုရောက်ရှိနေရတော့ငဖယ်ချောင်းကြီးရွာနေမှာဖြစ်ပါတယ်ရှင်။ဖောင်တော်ရုပ်ပွားတော်မြတ်များဟာနနက်9နာရီမှာငဖယ်ချောင်းကျောင်းမှစေစာကျောင်းတို့ကြာရှိပူဇော်ခံမှာဖြစ်ပါတယ်ရှင်။ခုတွေ့မြင်နေရတာကတော့ဖောင်တော်ကိုဆွဲမဲ့ဆွဲလီများဖြစ်ပါရဲ့ရှင်။ဒီနေ့မှာဆိုရင်တော့ဖောင်တော်ကိုဆွဲမဲ့ဆွဲလီအစီး60ကျော်တယ်လို့သိရပါရဲ့ရှင်။ ဆိုရင်တော့ဖြင့်အင်းလင်းရည်ပြင်ကိုကလန့်ဖြတ်ပြီးတော့ကြရှိရရဖြစ်တဲ့အတွက်အလားဆုံးရဖြစ်ပါရဲ့ရှင်လာပါရှင်ရှမ်းအေကွန်မီဒီယာကကြိုဆိုပါရစေအခုရောက်နေတာကတော့အင်းလေဖို့တဲဖြစ်ပါရစေ ငဖယ်ချမ်းကျောင်းကနေကျေးစားကျောင်းကိုကျော်တဲ့နေမှာလေပြိုင်ပွဲအချို့ဘလူဝဲကျင်းပါတဲ့နေပဲဖြစ်ပါရဲ့ရှင်ညောင်ရွှေကြောက်ရောက်တဲ့နေ့မှာတော့လေတိုင်ပွဲဘောလူပွဲကျင်းပမှာဖြစ်ပါတယ်ရှင်။အခုလေတိုင်ပွဲမှာတော့လေအမျိုးအစား၃မျိုးပါဝင်မှာဖြစ်ပါတယ်ရှင်။ကြာကြော်လေး၄၆တက်နဲ့၂၆တက်တို့ပဲဖြစ်ပါတယ်ရှင်။ ရာကျော်လေးနဲ့46သက်လေးမျိုးဆက်မှာတော့အင်းမျိုးသားတွေပါဝင်ရှင်ပိုင်မှာဖြစ်ပြီး26သက်လေးမျိုးဆက်မှာတော့အင်းမျိုးသမီးများပါဝင်ရှင်ပိုင်မှာဖြစ်ပါတယ်ရှင်။လေပြိုင်ပွဲ၊ဘောလုံးပွဲနဲ့စုပေးပွဲကိုတော့ညရှင်မှာကျင်းပမှာဖြစ်ပါတယ်ရှင်။ ေတယ်လေတိုင်ပွဲကိုတော့ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝင်ကြီးချုပ်နဲ့အစိုးရဖွဲ့ဝင်များဆွေးရောက်ရှင်းပြအပိတ်တာကိုလည်းတွေ့ရပါတယ်ရှင်

ျမတို့ဖောင်တော်ဦးဖျားပွဲတော်ကိုအောက်တိုဘာလ9ရက်နေ့ထိကျင်းပမှာဖြစ်တဲ့အတွက်လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်